City Chat ရဲ့ကလေးများနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်ကျွန်တော်နောက်ကဘတော်ရွေးချယ်ထားတာကတော့ဒီမနေ့ဟာနဲ့တူတယ်ပေါ့နော်ဆိုတော့ဒီမနေ့မှာကျွန်တော်တို့နားထောင်ပြီးသားတဲ့လူတွေကတော့ချင်းလူနဲ့တော့နားထောင်ပြီးကြပြီပေါ့နော်ကျွန်တော်လည်းအဲ့ဒီကြမ်းချက်ပဲကျွန်တော်ပြင်ဆင်ထားတယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုထူချားပြီးမှတကားပြောတာလေးတွေလည်းရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ကြမ်းချက်ကတော့ဆာလနံပါတ်100နဲ့မှ20ခွန်အပိုင်ငယ်3ကနေ ီဟာလေးကိုဖြစ်ပါတယ်။ကျေးဇူးပြုနှုတ်ခပတ်တော်ကိုလေးစားသောအားဖြင့်ပေါ့နော်ကျွန်တော်မတည့်ရပြီမှာအတူတကွဒီဟာလေးကိုဖတ်ကြရအောင်။သာသမီတို့ဤထာဝရဖီးယာပေးတော်မူသော အမွေဖြစ်ကြ၏။ဖွားမြင်သောရင်သွေးသည်ဆုလက်ဖြစ်၏။ပြူရွယ်စင်ရသောသာသမီတို့သည်စစ်တူရဲ့လက်၌ရှိသောမြားတို့နှင့်တူကြ၏။မိမိဤမြားတော်ကော ထိုများတို့နှင့်ပြည့်စေသော သူသည် မင်္ဂလာရှိ၏သူသည် တကားဝ၌ရန်သူများနှင့်ရင်ဆိုင်သောအခါမဟုတ်အလုံးစုံစုတင်ပါတယ်ပြန်ထိုင်ကြရအောင်သာသမီတို့ဟာသာရဖျားပေးတဲ့ဖျားပေးသော အဖို့တန်ယတနာလေးများဒီမှာရှိတဲ့သားတို့သမီးတို့ပေါ့နော်ဒီမှာကလေးငယ်လေးတို့ဟာတကယ်ဖျားပေးတဲ့တင်တို့ဟာ အဖို့တိုင်ယတနာလေးများဆိုတဲ့အရာလေးကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကျွန်တော်တို့ခုနဖတ်တဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်ကြည့်တဲ့အခါမှာသားသမီးတို့ဟာတဲ့ဖျားပေးတဲ့အပိုင်ငယ်သုံးပါပါပြောလဲဆိုရင် အမွေတော်များဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ဖော်ပြထားတယ်နော်မိဘတွေကိုဖျားခကျွန်တော်တို့ပေးတဲ့ကလေးတွေသားသမီးတွေဟာတကယ်အမွေယတနာဖြစ်တယ်တခါတလေကျွန်တော်တို့ကအရာချင်တိုင်းရလို့ရတာလို့ထင်တတ်ကြတယ် ဒါပေမဲ့ဘုရားကပေးတဲ့တံဖိုးဖြတ်မရတဲ့အဖိုးတန်တဲ့ယတနာလေးတွေအမွေဥစ္စာအနေနဲ့ဘုရားကကျွန်တော်တို့ကိုပေးတဲ့အရာဖြစ်တယ်ဒီအရာကိုကျွန်တော်တို့သိထားဖို့လိုတယ်သူနဲ့တူဆိုတာသတိမီတို့ကလည်းကျွန်တော်ကိုကိုကနဲ့ကိုအော်ကျွန်တော်ဟာဘုရားရဲ့မဟုတ်နော်အမွေတော်လေးကျွန်တော်မိသားစုအတွက်ကျွန်တော်ဟာအမွေတော်လေးဖြစ်တယ်ဆိုတဲ့အရာလေးကိုလည်းသိထားဖို့လိုတယ် တခါတလေကျွန်တော်တို့ကအမွေမဟုတ်ဘဲနဲ့အမွေတော်ဖြစ်တတ်တယ်နော်အမွေတော်လေးဆိုတာကနော်နားလဲကြမှာပါမိသားစုအတွက်တန်ဖိုးရှိတဲ့အရာမဟုတ်တဲ့မိသားစုကိုမွေနှောက်တဲ့ဗောနော်တာသမီးတွေလည်းဖြစ်တတ်တယ်ဆိုတော့ကျွန်တော်တို့ဟာမိသားစုအတွက်အမွေတွေမဟုတ်ဘဲနဲ့အမွေတွေဖြစ်ပါတယ်ဆိုတဲ့အရာလေးကိုဒီမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အာတခါလေကျွန်တော်တို့ဖုန်းလေးတွေကြီးတဲ့ခါမှာဗောနော် YouTube လေးတွေကြီးတဲ့ခါမှာရက်လန်းလေးကြီးတဲ့ခါမှာကျွန်တော်ခုတလောတခါတလေလေးကျွန်တော်ကြီးဖြစ်တတ်တဲ့အရာလေးတွေကတရုတ်ရက်လန်းတူလေးတွေလေး ကျွန်တော်ကြည့်တဲ့အခါမှာမင်းသားမှာမဟုတ်လေမင်းသမီးမှာပေါ့နော်သူတို့မိဘတွေပေးထားတဲ့အမွေဥစ္စာလေးရှိတတ်တယ်အဲ့ဒီအမွေဥစ္စာလေးနော်အဲ့ဒီအမွေဥစ္စာလေးအာရှိတဲ့သူ့သားမဟုတ်သူ့သမီးကလေငါနှစ်အရွယ်မှာပျောက်သွားတယ်ပျောက်သွားတဲ့အခါမှာသူ့မိဘတွေကရှားတယ်ဘယ်တော့ပဲရှားရှားမတွေ့နိုင်ဘူးသူကြီးလာတဲ့အခါမှာပြန်တွေ့တယ်ပေါ့နော်ကြီးလာတဲ့အခါမှာတွေ့တယ်ဒါမဲ့အဲ့ဒီသူ့မိဘတွေကမထင်မှတ်ပဲနဲ့တကယ်တထေးကြီးတွေဖြစ်နေတယ် တတိယတထေးကြီးတွေဖြစ်နေတဲ့ခါမှာအဲ့ဒီတထေးတွေရဲ့မိသားစုအကြောင်းကိုသိနေတဲ့လူရှိတယ်။ဟုတ်သမီးရှိတယ်၊တားရှိတယ်။သူတို့ကလည်းသူတို့သူတို့ရဲ့အမွေကိုလိုချင်တဲ့ခါမှာအိုးသူတို့ရဲ့ရှာနေတဲ့သမီးဟာကျွန်တော်ပါ၊တားဟာကျွန်တော်ပါဆိုပြီးမှသူတို့ကလည်းသူပြောကြတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့စီစဉ်ဥစ္စာကျွဲဝါချင်းကိုလိုချင်တဲ့ခါမှာအဲ့လိုရှိကြတယ်။ဒါပေမဲ့နောက်ဆုံးမှာဘယ်လိုနဲ့တတိယတလဲဆိုတော့သူတို့ပေးခဲ့တဲ့အမွေဥစ္စာလေးမဟုတ်ရင်သူတို့ရဲ့ DNA ပြန်စစ်တဲ့ခါမှာ ျွန်တော်တွေ့ရတာဖြစ်တယ်ဒိုနိတီဆိုတာကျွန်တော်တို့ဟာသားသမီးလေးတွေဟာဗောနောမိဘတွေကိုဖျားခပေးတဲ့အမွေဥစ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့အမွေတွေကိုကောင်းမှုစွာထိမ့်သိမ့်ဖို့ရန်အရန်လိုအပ်တာဖြစ်ပဲဆိုတော့ဘယ်သူမှကျွန်တော်တို့ဒီမိဘတွေပေးတဲ့အမွေဥစ္စာတွေစီးဆိုင်နေဗောနောဘယ်သူမှပစ်ကလက်ဆန်းနဲ့မထားတတ်ကြဘူးဘယ်သူမှဗောနောဒီတိုင်းပဲမစွန့်ဖြစ်ထားကြဘူး ကိုမိဘတွေလူချင်းချင်းပေးတဲ့အမွေတွေတောင်မှနော်တရားလေးပြုစုကြတယ်တရားလေးထိမ့်သိမ့်ကြတယ်အာဒါကျွန်တော်တို့မိဘတွေအသက်ရှင်တော့ကျွန်တော်တို့ပေးခဲ့တဲ့အမွေဖြစ်တယ်ဆိုပြီးမှတရားလေးထိမ့်သိမ့်ကြတယ်ဗောနော်အမွေဘိုးဘွားပေးတဲ့ဘိုးဘွားအမွေတွေဒါခါလေးကျွန်တော်တို့ရောင်းတောင်မှရောင်းပေးနိုင်ဘူးလူတွေကအာဘလောက်ပဲပတ်စံအများကြီးပေးမယ်ဆိုရင်တောင်မှမရောင်းပေးနိုင်ကြဘူးဘာလို့လဲဆိုတော့ဒါအမွေဖြစ်တယ်တန်ဖိုးရှိတယ် အရေးကြီးတယ်ဆိုတဲ့အရာကိုတီးတဲ့အခါမှာကောင်းကောင်းမွန်မွန်လေးကျွန်တော်ထိန်သိမ်းတားတာဆိုတော့ကျွန်တော်တွေးရတယ်ဗောနော်ဒိုနီတီဆိုတာကျွန်တော်သားသမီးတွေဟာလည်းဘုရားခကျွန်တော်တို့ကိုပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ထိန်သိမ်းဖို့ရန်စောင့်ရှောက်ဖို့ရန်ကောင်းမွန်ဆုံးကျွန်တော်ထိန်သိမ်းစောင့်ရှောက်ဖို့ရန်လိုအပ်တာဖြစ်ပါတယ်ကျွန်တော်တို့ကြိုက်သလိုဆဲဖို့ကြိုက်သလိုစုံငေါဖို့အော်ဖို့မဟုတ်ဘူးကျွန်တော်တို့ဘုရားပေးထားတဲ့အရာတွေဖြစ်တဲ့အခါမှာကျွန်တော်တို့ကကောင်းမွန်ဆိုတာထိန်သိမ်းစောင့်ရှောက်ဖို့ရန်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်မိဘများက ဒီဖျားပေးတဲ့အမွေဥစ္စာလေးတွေကိုကျွန်တော်တို့ထိမ့်သိမ့်တဲ့ခါမှာဖျားပေးသောအမွေအဖို့တန်ရတနာလေးမျိုးကိုကျွန်တော်မိမအများကစောင့်ရှောက်ထိမ့်သိမ့်ဖို့ရန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုထိမ့်သိမ့်ရမလဲအေဖက်ဩဝါဒစာအခန်းကြီး6အငယ်၄ကျွန်တော်တို့ဘယ်လိုထိမ့်သိမ့်ရမလဲဆိုတဲ့ခါမှာကျမ်းမှာတော့အဘအတို့ပြောတယ်ကျွန်တော်ဖလာမှာတော့နုလပါပေါ်အဲ့လိုလည်းပြောရတယ်နော်ဆိုတော့ကုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့ တခါလေကျွန်တော်တို့ကလေးတွေကိုတအားချစ်တဲ့ခါမှာသူတမင်စိတ်ဆူအောင်ကျွန်တော်လှုပ်တတ်ကြတယ်နော်စိတ်ဆူအောင်ဆွားဆွားတတ်တယ်နော်ဆိုတော့အဲ့လိုမျိုးကျွန်တော်လှုပ်တဲ့ခါမှာတခါလေကိုကလေးတွေကကျွန်တော်တို့အဲ့လိုလှုပ်ချင်းအားဖြင့်သူတို့ကမကောင်းတဲ့စိတ်လေးတွေဝင်တတ်တယ်ပေါ့နော်ဆိုတော့စိတ်သူ့ကိုမုန်းတာတို့အဲ့လိုမျိုးသူ့ကိုတွေးလိုက်ပြီးဆိုရင်အာမခေါ်ချင်တာတို့အဲ့လိုမျိုးလေးတွေရှိတတ်တယ်ကျွန်တော်တအားချစ်လို့တဲ့ခါမှာအဲ့လိုမျိုးလေးတွေလည်းရှိတတ်တယ်ဆိုတော့စိတ်ဆူစိတ်ရှင်းကမပြုတ်ကြနဲ့ဆိုတဲ့ခါမှာအမျိုးမျိုးရှိတယ်ပေါ့နော် ကျွန်တော်တို့သူတို့ကိုတွင်တင်တဲ့ခါမှာလမ်းပြတဲ့ခါမှာတွင်တင်ပုံတွင်တင်နေလေးတွေလည်းရှိတယ်ပေါ့နော်စိတ်ဆိုးစေတဲ့အရာလိုမျိုးနဲ့ကျွန်တော်တို့စိတ်တွင်တင်ဖို့အရာမဟုတ်ပဲနဲ့ကျွန်တော်တို့တွင်တင်တဲ့ခါမှာသူတို့ကိုထိမ့်ထိမ့်သိမ့်တဲ့ခါမှာဘယ်လိုထိမ့်သိမ့်ရမလဲဆိုတော့သခင်ဖခင်ရဲ့အလိုတော်နဲ့အညီသုံးမတွင်တင်ဖို့အရာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်သခင်ဖခင်ရဲ့အလိုတော်နဲ့အညီသူတို့ကိုကျွန်တော်တို့ကပြုစုဆောင်ရှောက်ဖို့ သူတို့ကိုကျွန်တော်တို့ကိုလမ်းပြဖို့တခါလေကျွန်တော်တို့ရဲ့ခိုင်းစေသဘောနဲ့ကျွန်တော်ကသဘောထားတတ်တယ်ကိုကလေးလေးလေးတွေလို့သွားလှောက်ဆန်းခုထိဗာညာအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကမိဘရဲ့ပါဝါလေးတွေတုံးတတ်တယ်ကျွန်တော်ကိုယ်တိုင်ပါတခါလေကျွန်တော်တုတ်လဲတုံးတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတတ်တယ်ဒါပေမဲ့နှုတ်ကပတ်တော်ကဘုရားသခင်ရဲ့အလိုတော်နဲ့ငင်ကျွန်တော်ဆုံးမသွင်တင်တတ်ဖို့ရန်အရေးကြီးတာဖြစ်ပါတယ် ကျွန်တော်ဆုံးမချင်းကအမျိုးမျိုးရှိပါတယ်တွင်တင်ချင်းကပေါ့နော်စကားချွချိုလေးနဲ့ကျွန်တော်တို့တွင်တင်လို့ရတယ်လို့စကားချွချိုလေးလေးနဲ့ကောင်းကောင်းလေးနဲ့ကျွန်တော်ပြောပြီးမှသူတို့ကိုနှုတ်ခတ်တော်ထဲမှာဘုရားရဲ့အလိုတော်တိုင်းတွင်တင်ဖူရန်လဲနေလန်းရှိတာတယ်ဖြစ်ပါတယ်ဘုရားရဲ့အလိုတော်နဲ့အငြိကျွန်တော်တို့တွင်တင်တယ်ဆိုတဲ့အခါမှာအလိုတော်နဲ့ငြိရင်တော့တွင်တင်ချင်းကဘယ်လိုမျိုးလဲ ဆိုတော့အလိုတော်နဲ့ညီတော်တုံချင်းချင်းကပါလဲဆိုရင်တရားဟောရာကျမ်းအခန်းကြီး6ငယ်ငါးကနေခုနှစ်ထိဖြစ်ပါတယ်တရားဟောရာကျမ်းခန်းကြီး6ငယ်ငါးနေခုနှစ်ကျွန်တော်အလိုတော်နဲ့ညီကျွန်တော်တုံတင်ဖွင့်ရဘယ်လိုတုံတင်ရမလဲဒီတရားဟောရာကျမ်းမှာဘုရားသခင်ကပေါ့နော်သူ့ရဲ့ဂျုံမောရှိအဖြစ်ဣတိလလူတွေရှိမှသူပြောထားတဲ့အရာလေးတွေရှိတယ်သင်တို့သားသမီးတွေကိုတုံတင်ပါဆုံးမပါပြောပါသင်တို့အဲ့တဲ့ချိန်မှာပဲဖြစ်ဖြစ်ခရီးသွားတဲ့ချိန်မှာပဲဖြစ်ဖြစ် အိမ်မှာနေတဲ့အချိန်မှာပဲဖြစ်ဖြစ်အမြဲတမ်းသွန်သင်ပါပြောဆိုပါသူကဘာကိုပြောခိုင်းတယ်လဲဘာကိုသွန်သင်ခိုင်းတယ်လဲဆိုတော့သင်ရဲ့ဖျားသခင်သာရဖျားကိုစိတ်နှလုံးအကျွင်းမဲ့အစွမ်းရှိသည်များနဲ့ချစ်ဖို့ရန်ကျွန်တော်သားသမီးတွေကိုသွန်သင်ပေးဖို့ရန်ဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဖျားကျွန်တော်ရဲ့သားသမီးတွေဖျားပေးတဲ့ဒီအမွေယတနာလေးတွေကျွန်တော်သွန်သင်တဲ့ခါမှာဖျားကိုသူတို့ချစ်တဲ့နေရာမှာ ဖះကိုကိုကိုွယ်တဲ့နေရာမှာဖះရဲ့အမှုကိုသူတို့လှုပ်ဆောင်တဲ့နေရာမှာသူတို့စိတ်နှလုံးအကျွင်းမဲ့နဲ့သူတို့ရဲ့အစွမ်းရှိသမျှနဲ့ဖះကိုချစ်တတ်ဖို့ရန်ကျွန်တော်တို့သားသမီးတွေကိုတုန်တင်ဖို့ရန်ဖြစ်ပါတယ်ဟာလေလုယာတုန်တင်တဲ့ခါမှာကျွန်တော်အားတဲ့အချိန်မှပဲတုန်တင်ဖို့ရန်မဟုတ်ပဲနဲ့ကျွန်တော်မအားလက်တဲ့အချိန်မှပဲဖြစ်ကျွန်တော်အိတ်နေတဲ့အချိန်မှတောင်မှကျွန်တော်အိတ်မဲ့ထဲမှတောင်မှအိတ်မဲ့ရောင်းတာတောင်မှဖြစ်နိုင်ဒီရလေးကိုပြောနေစေချင်တာဖြစ်တယ် ဟာလေလုယာအဲ့မဲ့ရောင်ရင်းနဲ့အေးငါသာတင်ရဖျားသခင်ကိုစင်လို့ကျင်းမဲ့နဲ့ချစ်လို့ပါအဲ့လိုမျိုးပေါ့နော်အဲ့မဲ့ရောင်တဲ့ထဲထီတောင်မှပါစေချင်တာဘုရားကဆိုတော့ကျွန်တော်တုန်တင်တဲ့အခါမှာဒီအရာကိုသာရဘုရားကိုပေါ့နော်ကျွန်တော်စိတ်နှလုံးအကျွင်းမဲ့အစွမ်းတတ္တိရှိသည်များနဲ့ချစ်ဖို့ရန်ကျွန်တော်တို့သာသမီတွေကိုတွင်တင်ရမှာဖြစ်တယ်။ဘုရားကိုချစ်တတ်ဖို့ရန်ကျွန်တော်တို့ကလည်းသူတို့အပေါ်မှာ ဘုရားချစ်ခြင်းမေတ္တာကိုကျွန်တော်တို့ပြဖို့ရန်လိုအပ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ပိုင်ငယ်6မှာယနေ့ငါမာထွားသောစကားကိုနှလုံးသွင်းရမယ်။မောရှိအားဖြင့်ဘုရားပြောတဲ့အရာကိုငါပြောတဲ့ဟာကိုအမြဲတမ်းမှတ်ထားပါ။ခုကလေးတွေကိုဒီတိုင်းမပစ်ထားနဲ့။ဘုရားရဲ့နှုတ်ကပတ်တော်အတိုင်းဘုရားရဲ့အလိုတော်အတိုင်းတုံ့တင်ဆုံးမပါ။ဘုရားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ညာရှွမ်းစီသည်များနဲ့ချစ်ဖို့ရန်ဒီအရာကိုမမေ့ပါနဲ့။ နော်တင်းရဲ့နှလုံးသားထဲမှာဆွဲဆွဲမှတ်ထားပါဆိုပြီးမှဖော်ပြထားတယ်ထိုစကားကိုသင်ဤသားသမီးတို့အားကျွန်တော်တုံတင်တဲ့အခါမှာတခါတလေကျွန်တော်တို့ကိုစကားပြောတယ်ကျွန်တော်တို့သူတို့ကိုတခခုပေါ့နော်တုံတင်တဲ့အခါမှာသူတို့တခါလေမလိုက်နာတဲ့အခါမှာနောက်ဆုံးအာမပြောတော့ဘူးကွာနောက်ဆုံးကွက်ကိုနေနော်အဲ့လိုမျိုးလက်လျှော့တတ်တယ်တခါလေမိသားစုအတူတူအော်မဖျားရဲ့ဝတ်၌ကျွန်တော်တို့ဆူတောင်းတဲ့အချိန်မှာဘယ်ဖြစ်ဖြစ်ပေါ့နော်အတူတူကဆူတောင်းဖို့ခေါ်တဲ့အခါမှာတခါလေသူတို့မလာချင်းဘူးအားမလာချင်းဖုန်းမဲကန်ချင်းတယ် အဆိတ်ရှုပ်တယ်နင်တို့ကကုနေလိုက်ငါတို့ပဲဆူတောင်းမယ်အဲ့လိုတခါလေကိုကိုကျွန်တော်တို့လှုပ်တတ်ကြတယ်ပေါ့နော်ဒါပေမဲ့နှုတ်ကပတော်ဘာပြောထားတယ်လဲဆိုတော့ထိုတခါကိုတင်းတို့သားသမီးတို့ကိုစူးစား၍သွန်သင်မြမယ်လို့ပြောထားတယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့သားသမီးတွေကိုဖျားသခင်ကိုချစ်တတ်ဖို့ရကျွန်တော်သွန်သင်တဲ့အခါမှာသွန်သင်ရတော့ခက်ခဲတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့စူးစားပြီးမှတွင်တဲ့ဖို့ရန်ဒီမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အိနိုင်တိုင်လက်နေသည်ဖြစ်စေခီနိုင်တိုင်သွားသည်ဖြစ်စေအိလက် ထားလျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမယ်ကျွန်တော်ပြောရမယ်စကားပါလေတည်ပြားခင်ထာရဖျားကိုစိတ်နှလုံးအကျွင်းမဲ့အစွမ်းရှိသည်များနဲ့ချစ်ပါဆိုပြီးမှကျွန်တော်ကိုသားသမီးတို့ကိုအမြဲတမ်းတုန်တင်ဖို့ရန်ဒီမှာဖျားသခင်ရဲ့အလိုတော်ရှိတာဖြစ်တယ်ဟာနာရဲ့အသက်တာလေးပါဗောနော်ဟာနာနဲ့ရှင်မွေလာတို့သားအမိနှစ်ယောက်အကြောင်းလေးကျွန်တော်အနေငယ်ပြောချင်တယ်ဖျားကဟာနာကိုပေးထားတဲ့အမွေရတနာလေးကိုဟာနာအနေနဲ့ဘယ်လိုပြုစု ိမ့်သိမ့်တလဲဆိုတဲ့အရာလေးကိုမနော်အနေငယ်လေးကျွန်တော်ကြည်သွားဖို့ရန်ဖြစ်ပါတယ်ဒီအရာလေးကကျွန်တော်တို့ဘယ်မှာတွေ့ရတယ်လဲဆိုတော့ဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး1အငယ်29မှာတွေ့ရတာဖြစ်တယ် First Samuel ပေါ့နော်အပိုင်ငယ်29မှာဘယ်လိုပေါ်ပြတာလဲဆိုထိုအခါသူငယ်ကိုယမီအကြောင်းဆူတောင်းပါ၏တောင်းသည့်အတိုင်းသာရဖျားသည် ပေးသနာတော်မူပြီးထို့ကြောင့်ကျမသည် သူ့ကိုသာရဖျားအားငားပါပြီး သူသည်တတက်လုံးသာရဖျားထံတော်၌အငှခံ၍နေရပါမည်သခင်ဟုရှောက်ပြီးမှထိုအရ၌သာရဖျားကိုကိုးကွယ်၏ဒီနေရာမှာကျွန်တော်တို့တွေ့ရတာကဟာနာအနေနဲ့နော်ဘုရားကသူတောင်းလျှောက်တဲ့အခါမှာဘုရားသခင်ကဗာပေးတယ်လေအာဟာနာကိုဘုရားသခင်ကဘယ်သူ့ကိုပေးလဲဒါယောက်ျားပေးတယ်သူ့နာမည်ကရှမွေလာနော်ဆေမူအယ်ဟာနာအနေနဲ့သူကကလေးမရနိုင်ဘူးကလေးမရနိုင်တဲ့အခါမှာဘုရားသခင်ကိုတောင်းတယ် ဘုရားသခင်ရှင်မှာသူစိတ်နှလုံးအကျွေးမဲ့နဲ့သူတောင်းပြီးမှငူပြီးမှတောင်းတဲ့အခါမှာဘုရားသခင်ကသူတောင်းတဲ့အတိုင်းပေးတယ်။သူရတဲ့အခါမှာလဲဟာနအနေနဲ့တိတယ်။အိုးဒီအရာကဒီအမွေလေးကပေါ့နော်။ဒီကျွန်တော်ရတဲ့ตาလေးကဘုရားပေးတဲ့အရာဖြစ်တယ်။ဘုရားသခင်ရှင်ကနေကျွန်တော်ရတဲ့အရာဖြစ်တယ်။ဒါကြောင့်မလို့သူ့အနေနဲ့ဘယ်လိုလုပ်တယ်လဲ။ဘုရားရဲ့အလိုတော်အတိုင်းသူတုန်တင်ဖို့ရန်ဘုရားရဲ့အလိုတော်အတိုင်းသူစက်ကပ်ဖို့ရန်သူဆုံးဖြတ်လိုက်တယ်။သူဆုံးဖြတ်ပြီးမှဘယ်လိုလုပ်တယ်လဲဆိုတော့ သူငယ်ကလေးပေါ့နော်နှုတ်ဖြတ်တာနဲ့တခါတည်းသူ့ကိုသူ့ရဲ့အိမ်ကနေဘယ်မှာပို့လိုက်လဲဆိုတော့ဘယ်မှာပို့လဲဘိမှန်တော်ထဲမှာကျွန်တော်ခုခက်ဆိုဖီးယားเจ้าမှာပေါ့နော်ဖီးယားเจ้าမှာတင်းအုပ်ဆရာကိုအပ်လိုက်တယ်တင်းအုပ်ဆရာကျွန်တော်သားကိုဆရာရဲ့အလက်မှာကျွန်တော်အပ်ပါတယ်ဖီးယားရဲ့နှုတ်ကပတ်တော်နဲ့ဆရာကြိုက်တယ်လို့တုံတင်ပေးပါခိုင်းပါလောက်ရှာရှိတာခိုင်းရှာရှိတာခိုင်းပါငငယ်ကလေးကယေဘုဟိမင်းအဲလိရှိမှာသူ့အမေကအပ်လိုက်တယ်သူ့အနေနဲ့ဖီးယားပေးတဲ့ဆုလက် အမွေဆိုတာတည်တဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်တိုင်းတုန်တင်ဖို့ရန်ဘုရားเจ้าမှာသူပို့တာဖြစ်တယ်။ဆိုတော့ဒီနေ့ဒီမှာကျွန်တော်ခွန်အားရတဲ့အရာကကျွန်တော်တို့အနေနဲ့လည်းဘုရားပေးတဲ့ဒီအမွေတော်လေးတွေနော်ဘုရားရဲ့မျက်မှောက်တော်ထဲမှာဘုရားเจ้าမှာကျွန်တော်အမြဲတမ်းခေါ်လာဖို့ရန်အရေးကြီးတာဖြစ်တယ်။ဟာနကသူအရန်ချစ်တယ်လေတအူတီတော်သားရှင်ပွေလာလေးဘုရားကပေးတယ်အကြာကြီးပေါ့နော်ကလေးမတစ်ခါမှမဖက်ဖူးတဲ့အမေကကလေးဖက်ရတယ် ဒါပေမဲ့ဘုရားကိုသူဘုရားရဲ့လက်ထဲမှာအပ်လိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့တာအလားဖြစ်တယ်။ဒါကြောင့်မလို့ရှမွေလရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာနော်ရှမွေလအနေနဲ့လည်းသူပြားချောင်းရောက်တဲ့အခါမှာအဲလိရှိမှာရောက်တဲ့အခါမှာသူအမေရဲ့စကားတိုင်းအဲလိရဲ့စကားကိုနားထောင်တယ်။သူတင်တဲ့ဆရာဆရာမအမရဲ့စကားကိုလည်းနားထောင်တယ်။ကျွန်တော်နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာရှမွေလကပေါ့နော်သူနေချင်းတလို့နေတယ်၊ကြိုက်တလို့နေတယ်လို့နှုတ်ကပတ်တော်ထဲမှာမတွေ့ရဘူးပေါ့နော်။ဘုရားရဲ့ရှိမှာမျက်နှာသာလဲရတယ်။ ဘုရားရဲ့စကားကိုနားထောင်တော်သူလည်းဖြစ်တယ်သူဆရာသမားတွေရဲ့စကားကိုလည်းနားထောင်တော်သူဖြစ်တယ်အမှန်ဆိုရင်အဲလီရဲ့သားတွေနဲ့ပေါင်းဖော်နေတဲ့တယောက်ဖြစ်တယ်ဒါပေမဲ့အဲလီရဲ့သားနှစ်ယောက်ကဘယ်လိုဖြစ်လာသလဲဘုရားသခင်အယံမုံနဲ့သားနှစ်ယောက်ဖြစ်သွားတယ်နော်ဘုရားကိုစန့်ကျင်တဲ့ဘုရားရဲ့ရပလင်ကိုညှင်းညိုးဆိုတော်သူဖြစ်လာတယ်ရှမွေလအနေနဲ့လဲပေါ့နော်ဒီသူ့ရဲ့အဲလီရဲ့သားနှစ်ယောက်နဲ့ပေါင်းပြီးမှနေနေနေပြီမဲ့လဲသူ့ရဲ့အကျင့်တိုင်းမလုပ်ဘူး သူတို့ကဖယားကိုကြောက်ရွံ့ပြီးမှနေတဲ့အခါမှာဖယားရဲ့ချီးမြှောက်ခြင်းခံစားရတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဘာကြောင့်မို့ဟာနကဒီအဲလိရှိမှာရှမွေလကိုပေးလိုက်နိုင်တယ်လဲဆိုရင်ခုနကကျွန်တော်တို့ပြောသလိုသူဟာဒီသားလေးဟာပေါ့ကျွန်တော်ရထိုက်လို့ကျွန်တော်ရတိုင်းကျွန်တော်ရိုက်နိုင်လို့ရတဲ့သားမဟုတ်ဘူးဆိုတာသူသိတယ်။ဘာကြောင့်လဲဆိုတော့ဒီအရာကဖယားသခင်ကသူ့ကိုဆုလတ်အနေနဲ့ပေးထားတဲ့ဆုလတ် ြစ်တဲ့အတွက်ကြောင့်မလို့နော်ဘုရားပေးတဲ့အရာဖြစ်တဲ့ကြောင့်မလို့ဘုရားကသူပြန်ပေးတာဖြစ်တယ်ဆိုတော့သူဘုရားရဲ့လက်ထဲမှာအပ်တဲ့ခါမှာရှမွေလရဲ့တက်တာကိုကျွန်တော်တို့သိတဲ့အတိုင်းပေါ့နော်ယေဘရဟိမင်းနေရာမှာအမှန်ဆိုရင်အဲလီရဲ့သားနှစ်ယောက်ဖီနီဟတ်နဲ့အော့နီနိုနှစ်ယောက်ကသူတို့ကရရှိရမှာယေဘရဟိမင်းနေရာကိုသူတို့ကနေရာယူရမှာဒါပေမဲ့ရှမွေလလေးကဘုရားကိုကြောက်ရွံ့ပြီးမှဘုရားရဲ့စကားကိုနားထောင်တယ် သူ့ရဲ့ဆရာသမားရဲ့စကားကိုနားထောင်တယ်မိဘတွေရဲ့စကားနားထောင်တဲ့အတွက်ကြောင့်မလို့ယိပရောဟိမင်းဖြစ်ရတဲ့ဘုရားသခင်ကပေးတာဖြစ်တယ်ကျွန်တော်ဒီမှာကျွန်တော်တို့သာသမီတွေခွန်အားပေးချင်တာပါလဲဆိုတော့ကျွန်တော်တို့အသက်တာမှာလဲရှမွေလာလဲသူ့အမိကအာငါနဲ့ကြွားပြီးမှဟိုးဖျားချောင်းမှာသူဟာအိမ်မှာပဲနေရရှင်သူ့အနေနဲ့လဲမပျော်တော့ဘူးဒါပေမဲ့မိဘခိုင်းတဲ့အခါမှာခိုင်းတဲ့အတိုင်းသူသွားပြီးမှနေတဲ့အခါမှာဖျားရဲ့ချိမြောက်ချင်းခံစားရတယ်အစ်တီလာတနိုင်ငံလုံးရဲ့ယိပရိုဟိမင်းလဲဖြစ်တယ် ထူခဲမာကသူကမင်းတပားလို့လည်းဖြစ်တယ်ပေါ့နော်မင်းမရှိသေးတဲ့ခါမှာ तू ကပဲအားလုံးတရားသူကြီးလို့ရတယ်အဲ့ဒီ ठी ဘုရားသခင်ကချီးမြှောက်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ရှမွေလအနေနဲ့ထုတ်ဖျားရှင်ကိုသူစိတ်နှလုံးအကျွင်းမဲ့အစွမ်းတတိတမရနဲ့ချစ်ပြီးမှအမှုဆောင်တဲ့ခါမှာဖျားရှင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်အရင်တော့ကဣသရေလနိုင်ငံကပေါ့နော်ယေဘုဟိမအဲလီရဲ့ခက်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကလည်းတိတ်မကြားရတော့ဘူးပေါ့နော် ဒီရှမွေလာ ရောက်ရှိခြင်းအဖြစ်ဖခင်ရဲ့စကားကိုနားထောင်တဲ့ရှမွေလာမိဘစကားကိုနားထောင်တဲ့ရှမွေလာရောက်ရှိခြင်းအဖြစ်အဲ့ဒီ temple မှာဖခင်ရဲ့အတန်တော်ပြန်ကြားရတာဖြစ်ပါတယ် hallelujah ဒီသားသမီးတွေအဖြစ်လဲကျွန်တော်တို့ကဖခင်ရဲ့အတန်တော်ကြားရတော်သူများဖြစ်ဖို့ရန်ဖခင်ခင်အလိုတော်ရှိတာဖြစ်ပါတယ်ဣတီလနိုင်ငံလုံးမှာပါနော်ဖခင်ရဲ့အတူပါရှိခြင်းကဖခင်ရဲ့အတန်တော်ပြန်ကြားရတဲ့အခါမှာသူတို့ရန်သူတွေနဲ့ယဉ်ဆိုင်တဲ့အခါအောင်မြင်ခြင်းရရှိနိုင်တာဖြစ်တယ် ။ဒါကြောင့်မလို့ရှမွေလကဲ့သို့ကျွန်တော်တို့အသက်တာများကလေးငယ်များဖြစ်ဖို့ရလဲဖျားရှင်ကောင်းချီးပေးပါစေ။ဟာလာကဲ့သို့ပေါ့နော်မိခင်ဖျားရဲ့တရားထဲမှာတွင်တင်ဆုံးမတတ်သောဖျားရဲ့အလိုတော်တိုင်းတွင်တင်ဆုံးမတတ်သောသာသမီများဖြစ်နိုင်ဖို့ရလဲဖျားရှင်ကောင်းချီးပေးပါစေ။ဒီအားလေးဖတ်ရအောင်ကျေးဇူးပြု၍အသက်ပြူရယ်စဉ်ရသောသာသမီတို့သည်စစ်တူရဲ့လက်၌ရှိသော များတို့နှင့်တို့ကြ၏အသက်ပြူရယ်စဉ် ရသောသာသမီတို့သည်စစ်တူရဲ့လက်နက်ရှိသောမြားတို့နဲ့တူတယ်ဆိုပြီးမှပေါ်ပြထားတယ်ကျွန်တော်ရရှိတဲ့ကလေးတွေကဖွားမင်းနဲ့သာသမီတွေဟာ မြားကဲ့သို့ဗောနော်ဒီမှာစစ်သူရဲစစ်သူရဲကဗောနော်ဒီမြားတွေမရှိရင် तू ဟာတိုက်ပွဲအဲ့လောက်ကြီးလဲအောင်နိုင်မှာမဟုတ်ဘူးဗောနော် तू တိုက်ပွဲအောင်နိုင်ရန်သူအများတွေကိုအောင်မြင်ချင်းရနိုင်တာက तू မှာလက်နဲ့မြားမြောက်မြားစွာကောင်းတဲ့မြားအများကြီးရှိတဲ့ခါမှာ तू ရန်သူအများကြီးချီးမုန်းနိုင်တာဖြစ်တယ်တာသမီတို့အနေနဲ့เนาะကျွန်တော်တို့ဟာရန်သူကိုပစ်သောမြားဖြစ်သလား မိဘကိုပြန်ပြစ်တော်များဖြစ်သလားဆိုတဲ့အရာလေးကိုလည်းဒီမှာကျွန်တော်ရှင်းချင်ဖို့ရကျွန်တော်ပြောပြချင်းတယ်နောက်ကဘတော်အရာတော့ဗျနော်ရန်သူကိုပြစ်တဲ့ရှစ်သူကြီးကင်တဲ့များကဲ့သို့ဖြစ်တယ်လို့ပေါ်ပြထားတယ်မိမိများကြည်တော့ကို ထုံများသူနဲ့ပြည့်စေတော်သူသည်မင်္ဂလာရှိ သူသည် တကားဝ၌ရန်သူများနဲ့ရင်ဆိုင်ပြောဆိုသောအခါအရှက်ကွဲရလိမ့်မည်မဟုတ်ဘုရားရဲ့အလိုတော်နဲ့ဘုရားကိုချစ်ပြီးမှပါနော် မိဘစကားကိုလည်းနားထောင်ပြီးမှလက်လျှောက်ပြီးမှအသက်ရှင်တဲ့သူတွေဟာမြားကဲသူပေါ့နော်ရန်သူရှစ်သူကြီးကင်တဲ့မြားကဲသူဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမြားအများကြီးရှိတဲ့မိဘတွေကဘယ်တော့မှပေါ့နော်သူများရှိမှမရှုံးနိုင်ရဘူးဆိုပြီးမှဖော်ပြထားတယ်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့မိဘတွေကျွန်တော်တို့ရဲ့မိသားစုကိုမျက်နာပွင့်လင်းစေတော်သူများဖြစ်သလား မျက်နာရှုံမဲ့စရာဖြစ်စေတော်သူများဖြစ်သလားဆိုတဲ့အရာလေးကိုဒီမှာကျွန်တော်ဆင်ခြင်ဖို့ရအနေငယ်ကျွန်တော်ခုံအားပေးချင်တာဖြစ်ပါတယ်မိဘကိုအောင်မြင်ခြင်းကိုပေးတော်เนาะရန်သူကိုအနိုင်တိုက်တော်များလေးများဖြစ်နိုင်ဖို့ရလည်းဖျားရှင်ကောင်းချီးပေးပါစေဒီမှာယေရှုရဲ့သားဘယ်သူလဲဒါဝိဒ်เนาะဒါဝိဒ်ကလေးဟာ तू ကအမှန်ဆိုရင် तू ကနန်းတော်သားမဟုတ်ဘူးပေါ့เนาะရှင်ပြည်အမျိုးຫນွယ်မျိုးမဟုတ်ဘူးဒါပေမဲ့ ။ तू อ่ะတော့မှာ तू နေจ้างနေရတဲ့ကလေးငယ်လေးဖြစ်တယ်ဟောနော်။ကလေးငယ်လေးဖြစ်တယ်ဘယ်သူမှကလည်းမသိဘူး။ဒါပေမဲ့အကြီးကြီးတာက तू ရှိတဲ့နေရာမှာ तू อ่ะသစ္စာရှိရှိဖះကိုချီးမွမ်းတော်သူဖြစ်တယ်။ hallelujah ဆိုတော့ကျွန်တော်တို့ကိုဘယ်သူကသိတယ်ဘယ်သူကချစ်တယ်ဘယ်သူကခင်းတယ်အဲ့ဒါကပထမအရေးကြီးတာမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖះကိုချစ်သလားသစ္စာရှိရှိဖះကိုကျွန်တော်တို့ကိုးကွယ်သလားဆိုတာအရေးကြီးတာဖြစ်ပါတယ် hallelujah ကျွန်တော်ဒီသားလေးကသူ့မိဘတွေကတော့မှသိအလေးမထားတဲ့တယောက်ဖြစ်တယ်။ဒါပေမဲ့သူ့အနေနဲ့ဘုရားကိုသူရှိတဲ့နေရာမှာတိစာရှိရှိချီးမွမ်းကုကွယ်ဘုရားကိုချစ်တဲ့အခါမှာစိတ်နှလုံးအကျွင်းမဲ့နဲ့အစွမ်းတတ္တိရှိသမျှနဲ့ဘုရားကိုချစ်တဲ့အခါမှာသူ့မိဘတွေကိုမျက်နာပွင့်လင်းစေသောသူ့မိဘတွေရဲ့ရန်သူမြောက်များစွာကိုနိုင်သောမြားတစ်စင်းလေးဖြစ်လာတာဖြစ်ပါတယ်။ဟာလေလုယာ။ထိုကဲ့သို့သောဖြစ်နိုင်ဖို့ရန်လဲဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။ကောလျက်ကကြီးကြီး ဒေဗိကတေးသေးလေးဖြစ်ပေမဲ့ဘုရားရဲ့မျက်နာရတဲ့မျက်နှာသာခံစားရတဲ့ခါမှာအကြီးအသေးနဲ့မဆိုင်တော့ဘူးဘုရားသခင်အတူပါရှိတဲ့ခါမှာအောင်မြင်ခြင်းကရရှိနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့အသက်တာမှာပေါ့နော်ကျွန်တော်ငယ်ရွယ်သောသူများသိငယ်သောသူများဖြစ်ပေမဲ့လည်း ကျွန်တော်တို့အနာကတ်မှာအောင်မြင်တော်သူဘုရားအထူပါရှိခြင်းခံစားတော်သူဖြစ်နိုင်ဖို့ရန်ဘုရားကိုကျွန်တော်တို့ခုနတရားဟောရာကျမ်းထဲမှာဘုရားသခင်ကတွင်တင်တယ်လို့ကျွန်တော်ထာဝရဘုရားကိုကျွန်တော်စိတ်နှလုံးအကျွေးမဲ့နဲ့ဉာဏ်ရှိသမျှနဲ့ကျွန်တော်တို့ချစ်ပြီးမှသူ့ကျွန်တော်တို့ကိုးကွယ်တယ်ဆိုရင်သူ့အမှုကိုဆောင်တယ်ဆိုရင်ကျွန်တော်တို့သက်တာမှာလည်းထူနိ၎င်းပဲဘုရားကချီးမြှောက်နိုင်တာဖြစ်ပါတယ်ဒါဝိကလေးကသူ့ကြောင့်သားဖြစ်ပေမဲ့နောက်ဆုံးမှာရှင်ဘုရင်အနေရှင်ဘုရင်အထိချီးမြှောက်တဲ့ဘုရားဟာသူ့ဘုရားရှင်ဖြစ်ပါတယ် ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ခွန်အားပေးချင်တာကကျွန်တော်ဒီမှာရှိတဲ့ကလေးတုံငယ်များဟာဖျားပေးတဲ့အဖို့တန်တဲ့ယတနာလေးများတန်ဖို့ရှိတဲ့ကြောင့်မြတ်ယတနာလေးများအမွေဥစ္စာလေးများဖြစ်တဲ့အတွက်ကြောင့်မလို့ရန်သူကိုဖြစ်တော်များမိဘများကိုရှင်လန်းစေသောဝမ်းမြောက်စေသောသာသမီများဖြစ်နိုင်ဖို့ရန်လဲအရောက်ရှိတိုင်းပေါ်မှာဖြတ်ရှင်ကောင်းချီးပေးပါစေအာမင်အားလုံးကျေးဇူးတင်ပါတယ်ဖြစ်စုပတ်ချလောက်ဟောအာမင် เราเสียจังคาลาทั้งทัดดี